တမတ်စစ်မှုရန်ကာလပြင်းမြောက်အောင်တာဝန်ထမ်းဆောင်ပြီးတဲ့ပြည်သူစစ်မှုတန်းတွေကိုပြည်သူစစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးခဲ့တယ်လို့သိရပါဗျ။နိုင်ငံတော် အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံသားတွေရဲ့အခွင့်အရေးကိုကာကွယ်ဆောင်ရှောက်ပေးလျက်ရှိပြီးနိုင်ငံသားတွေအနေနဲ့လည်းနိုင်ငံဝန်ထမ်းတွေကိုထမ်းဆောင်ကြရမှာဖြစ်ကြောင်းဒီတာဝန်တွေကိုကြည်ပြွန်စွာထမ်းဆောင်ဖို့ဆန္ဒရှိကြတဲ့နိုင်ငံသားကောင်းတွေဟာပြည်သူစစ်မှုတန်းတင်နန်းတွေတက်ရောက်ပြီးတရင်တက်ဖွဲ့အသီးသီးကိုတွမ်းရောက်ပြီးနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုထမ်းဆောင်လျက်ရှိကြောင်းသိရပါဗျ။ဒီလိုထမ်းဆောင်လျက်ရှိတဲ့ပြည်သူစစ်မှုတန်းစစ်သည်တွေအနက် သုံးပုံတစ်ပုံရှော့ပေါ်ခွင့်ရတဲ့သမတ်စစ်မှုထမ်းကာလပြည်မြောက်အောင်တာဝန်ထမ်းဆောင်ပေးသူတွေကိုပြည်သူစစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးဖွဲ့ကနိုဝင်ဘာ18ရက်မော်လပိုင်းကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်အေဂျန်ပြိုခမ်းမမှာပြုလုပ်ရာတိုင်မိုးဘူချုပ်ကြီးတိုင်းနဲ့တာဝန်ရှိသူတွေပြည်သူစစ်မှုထမ်းဆောင်ပြီးတဲ့စစ်သည်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အခမ်းအနားမှာတိုင်မိုးကဂုံပြုတ်အမစကားပြောကြားခဲ့ပြီးတမတ်စစ်မှုတန်းကာလပြည်မြောက်အောင်တာဝန်ထမ်းဆောင်ပေးတဲ့ပြည်သူစစ်မှုတန်းတွေကိုတိုင်မိုးနဲ့တာဝန်ရှိသူတွေကပြည်သူစစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်တွေပေးရချင်းမြင်ခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးပြည်သူစစ်မှုတန်းတာဝန်ချိန်ပြစွာထမ်းဆောင်ခဲ့ကြသူတွေကိုအလောက်ကန်ရရှိရင်၎င်းတို့စန္ဒပြုတဲ့အလောက်ကန်တွေကိုတမတ်ချက်တွေနဲ့အညီခန့်အပ်ပေးနိုင်ရတဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကပြည်ရင်းပြည်ပအလောက်ကန်ခန့်အပ်ပေးနိုင်ရေလုပ်ငန်းကော်မတီနဲ့ချိတ်ဆက်ပြီးလိုအပ်တာတွေဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့သိရပါဗျ။